နင်တို့ထင်တာကမဟုတ်တာလုပ်တဲ့လူတွေຢာတို့ကြီးကြီးရတယ်မဟုတ်တာလုပ်တဲ့လူတွေကြီးပွားချမ်းသာတယ်လို့ဗုဒ္ဓတရားတော်တောင် ကမောက်ကမဖြစ်လောက်အောင်တို့ကစွန်းနေဗျသို့တော့ခမည်းတို့နားလည်ထားအမှာကဒီဘဝစည်းစိမ်ဥစ္စာကြီးပွားချမ်းသာခြင်းသည်ဒီဘဝလုံနေတဲ့မကောင်းမှုကြောင့်လားအဲဒီမှာပြောတော့မယ်အတိတ်တန်တရားတစ်ခွင်လုံးမှာသူတော်ကောင်းတို့လုပ်ခဲ့ကြတဲ့အကြောင်းအကျိုးတွေရှိမရှိလဲ အခုတော်ကောင်းတို့လုတ်ခဲ့တာအတိတ်ကအဝိဇ္ဇာပစ္စယအဝိဇ္ဇာဆိုတာကမသိတာအကောင်းဆိုးအကြောင်းအကျိုးအမှန်မှန်ကိုရမ်းလုတ်တာကအတိတ်ကံနေမရှိဘူးလားရှိတော့အတိတ်ကံထဲမှာကုသိုလ်လည်းရှိတယ်ပုံညာပြီဆိုတဲ့ကုသိုလ်လည်းရှိသလိုအပုံညာပြီဆိုတဲ့အကုသိုလ်ကမရှိဘူးလားရှိတော့အဲ့သင်္ခါရပစ္စယဝိညာဏဆိုဒီဒီဘဝပြိဒိရိဝိညာဉ်မနေရဘူးလား အဲ့ဒီဝိညာဉ်ဏယုတ်သလာယနာဖသဝေဒနာဆိုတဲ့ဒီဘဝထိတွေ့ခံစားနေရတဲ့အာယုံစည်းစိမ်တွေကိုထောက်ပံ့ပေးထတာကအတိတ်ကံသင်္ခါရတရားအဲ့တော့ဒီဘဝမှာစည်းစိမ်ဥစ္စာ ကြီးပွားတယ်ဆိုတာအတိတ်ကဒါနမျိုးစေ့အောင်ခဲ့လို့မဟုတ်တာလှုပ်လို့ကြီးပွားတာမဟုတ်ဘူးအရကရို့ရေနော်ဒင်းကမဟုတ်တာ မလှုပ်ဖဲအမှန်သာလှုပ်ရင်ဒီထက်ကြီးပွားအောင်မှာ ကုသကံသူဖြက်စီးပြစ်လိုက်တော့ဒင်းတို့တွေနားမလဲတော့ရေရရာခြေလို့ကြီးပွားတယ်တိုင်ရိုက်တတ်ဆင်လို့လို့ကြီးပွားတယ်လို့ထင်ပြီးတော့ဗယံပရာလှုပ်သွားကြတဲ့ဟိုအိုကာဘာမင်းကကောင်းတယ်